အလုံးမဲတရားတဲ့နေ့လေးတနေ့ပိုင်းဆိုင်ကြပါစေမမီနီနဲ့မိတ်ဆက်ပေးရတာမှာတော့ဒီကြောက်စိမ်းအတွဲလေးနဲ့မိတ်ဆက်ပေးပါမယ်။ဒါလေးကတော့သူကတွဲရရောက်မှာပေါ့နော်။သူကတော့တတွဲလုံးရောက်မှာပါတခုချင်းမရောက်မှာအောင်နော်။သူကကြအတွဲလိုက်ရောက်မှာပါတခုချင်းမရောက်မှာဘူးလေရှင်။ ါလေးနဲ့မိတ်ဆက်ပေးမယ်နော်ဒါလေးလိုအပ်လို့ကြိုက်တယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်မမရဲ့ Viber ဖုန်းနံပါတ်09262 330662ကိုဆက်သွယ်ပြီးတော့မှဝယ်ယူမေးပြန်နိုင်ပါတယ်မေးမြန်းဝယ်ယူနိုင်ပါတယ်ရှင်ဒါလေးကတော့ဒီကဒါဒီမှာပေါ့နော်ဒီအသေးလေးမှာတော့ဒီသေးလေးမှာတော့သူအမြင်နန်းလေးတစ်ချက်ပါတယ် ဆိုအမြင်လေးပါတယ်ဒီနားလေးမှာပေါ့နော်မြင်ရလားမြင်ရလားနားလေးမှာပါတယ်နားလေးမှလည်းသူကအဲ့လိုပဲအကြောလေးတစ်ချက်ပါတယ်။အဲ့နှစ်ချက်ပါမယ်။အညိလေးတွေပါတယ်ဒီလား။ညိလေးတွေတော့ပါတယ်။သူကကြတော့သူကခေါ်စီရတော့350။350ခေါ်ထားတယ်ပေါ့နော်။စိတ်ဝင်စားလို့ကြိုက်တယ်ဆိုလို့ရှင်မမင်းရဲ့ဘိုက်ပါဖုန်းနံပါတ်မှာလာရောက်ပြီးတော့မေးမြန်းလို့ရပါတယ်နော်။ မမရဲ့ Viber ဖုန်းနံပါတ်ကိုမှတ်မိကြလားမမရဲ့ Viber ဖုန်းနံပါတ်က09262330662ပါနော်မမရဲ့ Viber ဖုန်းနံပါတ်က09262330662ပါသူကဒီမှာအာသူကအပြင်မှာဆိုရင်တော့အပြင်မှာ ਨੇ ဒါ ਨੇ အရေးသိမ့်မကွာအခုမမင်ရိုက်ပြထားတယ်မမင်ဗီဒီယိုဖိုင် ਨੇ အပြင် ਨੇ အရေးသိမ့်မကွာသူကဒီထဲမှာကြတော့ဒီကွာလားကြကြောက်သားတန်းကြနည်းနည်းကွာတယ် ်အပြင်မှာအသားတန်းမျိုးတန်းကိုကြည့်ရတာပိုကောင်းတယ်ပေါ့နော်ဗီဒီယိုဖိုင်ထဲမှာတော့မျိုးတန်းကြည့်ရတဲ့နေရာမှာနည်းနည်းဝါးတဲ့ဘက်ကိုသွားတယ်အပြင်မှာတော့ဒါလေးကတော့အပြင်မှာကိုယ်တိုင်ကိုကြလာကြည့်ရင်ပိုပြီးအဆင်ပြေပါတယ်နော်စိတ်ဝင်စားတယ်ဆိုရင်တော့အပြင်မှာကိုယ်တိုင်ကိုကြလာကြည့်မှာပိုပြီးအဆင်ပြေပါလိမ့်မယ်ဒီ live မှာနေကြတော့အဆင်မပြေဘူးဘာလို့လဲဆိုတော့ तू ကဒီဖုန်းမှာနည်းနည်းကြောက်အသားတန်းကိုတိတ်မပေါ်လွင်စေဘူးဖြစ်နေတာအကြောင်းအနည်းငယ်ဆုံးတူအောင်တော့မင်းတစ်ချက်နောက်တစ်ကြော်လေးပြန်ရိုက်ပြမယ်နော် သူကဒီရဲ့ငကလေးကတော့နည်းနည်းလေးအရေနည်းနည်းလေးလျှော့တယ်ကြောက်စီကြောက်သားတဲ့တော့ပြောစရာမလိုဘူးကြောက်သားတဲ့တော့ကြောက်စီပါတယ်ကြောက်စီပါတယ်ပေါ့နော်နည်းနည်းအရေလေးတော့နည်းနည်းလျှော့တယ်ဒီဟာကကြတော့ကာလာလျော့တယ်ပေါ့နော်ကြောက်စီကြောက်သားတဲ့တော့ပြောစရာမလိုဘူးတိုင်းနေပေါ့နော်ဒါကတော့သွားတော့ကာလာနည်းနည်းလေးပို့ပြီးငကထက်ပို့ပြီးတော့မှလက်စွပ်နဲ့လက်စွပ်နဲ့ဆွဲသေးရငကထက်ပို့ပြီးနည်းနည်းလေးကာလာရင်တယ် ို့ပြီးတော့ရဲ့နေပေါ့နော်ဒါကတော့သူရဲ့အပြင်ကာလာအမှန်တော့ဒါအပြင်ကာလာမှန်ဟာမမေလက်ပေါ်ကိုတင်းတဲ့ခါကျသူကလေနည်းနည်းလက်ပနာနဲ့ကျတော့ဖွေးသွားဖွေးတဲ့ဘက်ရောက်သွားအဲ့ပြန်ညှိပေးမယ်နော်တတ်တာအပြင်ကာလာမှန်လေးပဲဒါကျောက်စီကျောက်သားကတော့ပြောစရာမလိုကောင်းတယ်သူရဲ့ကာလာပဲနင်းနေစကားပြောရမှာပေါ့နော်အညှိလေးနင်းနေပါတယ်အညှိလေးရလို့မျိုးကြီးအမဲဆက်အညှိမဟုတ်ဘူး နည်းနည်းအညှိလေးနည်းနည်းပါတယ်အဲ့ဒါပဲပြောစရာရှိမယ်ကျန်တာတော့ပြောစရာမရှိဘူးမမင်းလက်ဖယ်လိုက်လို့ရှိရင်ကြာရင် तू ကတော့ဒီမှာလက်ပနာနဲ့ကြာတော့တမျိုးထွက်တာ哦ဒါဒီလိုလေးဖြစ်သွားမှာပေါ့နော် ။ဒါလေးပါ။သူကခေါ်စီကတော့တင်း150ပါ။ကြီးကျင်နေစင်တော့မမရတော့ဘိုးကျုံစီမှာရှိပါတယ်။ရန်ကုန်ဘိုးကျောင်းဆန်းစီမှာကြည့်ရမှာပေါ့နော်။အပြင်မှာဗီဒီယိုလေးကိုလိုမျိုးလေးထိချာကြီးကျင်နေဆိုရင်တော့မမရဲ့ဘိုင်ဘာကိုတစ်ချက်ဆက်သွယ်ပေးပါ။မင်းဗီဒီယိုကိုအပြင်နဲ့နီးစပ်ဆုံးတူအောင်ထိချာလေးရိုက်ပေးပြီးတော့မှပို့ပေးရနော်ဒီအားကြတော့ဒီဗီဒီယိုဖိုင်ကြတော့ဒီဟိုမှာတင်มาဆိုတော့လေအဲနည်းနည်းကြည့်ရတဲ့အချိန်မှာ ကတိနေมาဆိုလို့ပေါ့နော် ဟိုကလာချိန်ကအဆင်မပြေဘူးရှင်နေပို့လိုက်တဲ့ဟာလည်းလာသွားပို့မလိုက်ဟာလည်းမလာဘူးပေါ့ဟိုကဗီဒီယိုဖိုင်အတူရိုက်တဲ့အခါကျရင်တော့ချစ်သူတွေတို့ရှိရင် Viber နဲ့ပို့ချင်တော့ Viber နဲ့လိုချင်တော့မမေ့ရှိမှတောင်းမှာနော်ဒါတော့ဗီဒီယိုအရှိရိုက်ထားမှလို့ပါလို့လေသူကဒီရတော့ကြောက်ကြောက်စီပါတယ်သုံးခွင်းလုံးကကြောက်စီပါမယ်အဲဒီရတော့ကာလာအနေနဲ့ပဲဘက်ကိုသွားပြီသူကတော့နှစ်ခုသုံးခုလုံးကတော့ပဲဘက်ကိုသွားပါပဲ ပဲဘက်ကိုသွားရတယ်ဗောနော်ပဲဘက်ကိုသွားရဲဇိမ်းဘက်ကိုတော့မသွားဘူးနည်းနည်းဖြော့တယ်သူဘက်နှစ်ခုကနည်းနည်းပုံရှင်းတယ်အဲ့လိုမျိုးအဲ့ဒါအဲ့ဒါတော့ဒါမမေ့အမြင်ပြောတာဗောနော်သုံးခုလုံးကတော့သေးကြတယ်ချစ်သူလေးတို့ကြောက်စီကြောက်သားပါတယ်ကြောက်စီလည်းပါရဲကြောက်သားလေးလည်းကောင်းတယ်ဗောနော်ဟာလေးစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့မမေ့ရဲ့ Viber ဖုန်းနံပါတ်ကနေပြီးတော့မှတစ်ချက်ဆက်သွယ်ပေးပါနော်မမေ့ရဲ့ Viber ဖုန်းနံပါတ်09262 တစ်သုံးလုံးချောချောနှစ်ကနေပြီးတော့မှပစ္စည်းတကြည်ချင်နေဆိုရင်လာရောက်မေးမြန်းလို့ရပါတယ်เนาะကဲအားလုံးကကျေးဇူးများကြီးတင်ပါတယ်တတ်တာ